အခြေခံစီးပွားရေးဗျူဟာများထဲမှစီးပွားရေးဗျူဟာအကြံဖေးတစ်ယောက်အနေနဲ့ဒီအချက်တီကိုပြည်သက်စိတ်ဝင်စားအောင်ဘလို့ချပြရမလဲဆိုလာကိုလည်းထက်သွင်းစဉ်းစားထားရပါမယ်။နံပါတ်၁စင်ရဲသားတီကိုမျောလင်ချက်ရောင်းခြင်းဒီအချက်ကစိတ်အားထက်သန်မှုနဲ့ဖွံ့ဖြိုးတိုးတက်လို့စိတ်ကိုရောင်းချလာဖြစ်ပါတယ်။စင်ရဲနွမ်းပါသူတွေဟာလက်ရှိဘဝကနေရုန်းထချင်ကြပြီးပိုမိုကောင်းမွန်တဲ့အနာဂတ်ကိုမျောလင့်ကြပါတယ်။ဒီလိုလူလေးကိုပြစ်မှတ်ထားတဲ့စီးပွားရေးလုပ်ငန်းတွေကတော့ ၊ပညာရေး၊လေ့ကျင့်ရေးသင်တန်းတွေ၊အသက်မွေးဝမ်းကြောင်းဆန်ရအခွင့်အလမ်းတွေဒါမှမဟုတ်ငွေကြေးအချို့အမြတ်ရရှိနိုင်တဲ့ယင်းနည်းမြှုပ်နှံမှုအစီအစဉ်တွေကိုရောင်းချနိုင်ပါတယ်။ဥပမာဘဝပြောင်းလဲသိုးသတ္တရသင်တန်းများ life transformation courses online မှာငွေရှာနည်းများ online money making strategies အသေးစားစီးပွားရေးလုပ်ငန်းစတင်တည်ထောင်နည်း starting small businesses စားတဲ့ခေါင်းစဉ်တွေနဲ့ဝန်ဆောင်မှုတွေကစင်ရဲသားတွေရဲ့မျိုးလင့်ချက်ကိုအရင်ခံပြီးစီးပွားရှာတာဖြစ်ပါတယ်ဒီနေရာမှာပေးတဲ့ကတိတွေဟာလက်တွေ့ကြပြီးအမှန်တကယ်အကောင့်အထည်ဖော်နိုင်ဖို့ကအရေးကြီးပါတယ်မဟုတ်ရင်ယုံကြည်မှုပြတ်ပြနိုင်ပါတယ်နံပါတ်2လူလက်တန်းစားတွေကိုစင်ခံပစ္စည်းရောင်းခြင်း လူလက်တန်းစားတွေဟာအခြေခံလိုအပ်ချက်တွေပြည့်စုံပြီးသားဖြစ်လို့သူတို့ရဲ့လူမှုအစဉ်အတန်မြင့်တင်လို့စိတ်တသွန်တသက်ရှိလို့စိတ်နဲ့ပျော်ရွှင်မှုကိုရှာဖွေလို့တဲ့စိတ်ဆန္ဒကိုပြင့်မှတ်ထားရပါမယ်။သူတို့ကအတန်အသင့်စေကြည့်ပေမဲ့အရေးအသွေးကောင်းပြီးခက်ဆန်းတဲ့ပစ္စည်းတွေကိုဝယ်ယူလို့ရှိပါတယ်။ ဥပမာစိန်ခန်ကားငယ်တဲ့နာမည်ကြီးအမတ်တန်ဆိုင်အဝတ်အထည်နဲ့အထုံးအဆောင်တွေခရီးသွားအစီအစဉ်တွေအရေးအသွေးမြင့်အိမ်သုံးပစ္စည်းတွေနဲ့အပန်းဖက်စရာနေရာတွေဟာလူလက်တန်းစားကိုပိတ်မှတ်ထားလက်စည်းပွားရေးတွေပါသူတို့ရဲ့နေထိုင်မှုပုံစံကိုညှင့်တင်သေးနိုင်တဲ့ဒါမှမဟုတ်လူမှုအတိုင်းအဝိုင်းမှာဂုံယူစရာထစ်စီမဲ့ကုန်ပစ္စည်းနဲ့ဝန်ဆောင်မှုတွေကိုအာရုံစိုက်ရပါမယ်နံပါတ်3သူသေးတွေကိုကြောက်ရွံ့ခြင်းရောင်းခြင်း ။ထိုချေးတွေဟာငွေကြေးအရပိစုံနေပေမဲ့သူတို့မှာဆုံးရှုံးရမှာကိုကြောက်ရွံ့တဲ့စိတ်နဲ့မိမိပိုင်ဆိုင်မှုတွေကိုကာကွယ်လို့စိတ်ရှိပါတယ်။ဒါအပြင်အနာဂတ်မှာပိုမိုကြီးမားတဲ့အောင်မြင်မှုနဲ့လုံခြုံမှုကိုလည်းလိုချင်ကြပါတယ်။ဒါကြောင့်ဒီအချက်ကလုံကြုံရေငွေကြေးစီမံခန့်ခွဲမှုအန်တီရဲ့ရှော့ချရေးနဲ့အမွေအညစ်ထိန်ထိန်ရေးစရကိုအဓိကထားရောက်ချတာဖြစ်ပါတယ်။ ဥပမာပုတ်ကလေးကဘန်လုံကန်ဝင်ဆောင်မှုများပစ္စည်းအများအပြားကိုအားမခံပေးခြင်းလုံခြုံရေးဆိုင်ရာနီးတင်ညာများဥပဒေအကြံပေးဝင်ဆောင်မှုများဥပမာ အခွင့်ရှောင်ရှောက်ခြင်းတွန်ပဟုတ်ပိုင်ဆိုင်မှုကာကွယ်ခြင်းရင်းနှီးမြှုပ်နှံမှုအကြံပေးခြင်းအထူးသဖြင့်ဆုံးရှုံးမှုနည်းတဲ့အကြံများစတာကိုထွက်သေးတွေရကြောက်ရွံ့မှုကိုအခြေခံပြီးစီးကွားရေးလုပ်တာဖြစ်ပါတယ်နံပါတ်9အမျိုးသားတွေကိုယုံကြည်ချက်ရောင်းခြင်း အမျိုးသားတွေဟာကိုယ့်ကိုယ်ကိုယုံကြည်မှုရှိခြင်းကြပြီးသူတို့ရဲ့စွမ်းဆောင်ရည်ခွန်အားနဲ့အောင်မြင်မှုကိုမြင့်တင်ပေးမယ့်အရာတွေကိုရှာဖွေလိရှိပါတယ်။ဒီနေရာမှာရောင်းချတာကတော့စွမ်းဆောင်ရည်မြင့်တင်ရည်ဂုံတက်ကနဲ့တာဝန်ယူနိုင်စွမ်းစတာတွေနဲ့သက်ဆိုင်တဲ့ကုန်ပစ္စည်းနဲ့ဝန်ဆောင်မှုတွေဖြစ်ပါတယ်။ဥပမာအားကစားသုံးပစ္စည်းများ၊စံခံရေးဆိုင်ရာတင်ဒန်းများ၊ဖက်ရှင်ပစ္စည်းများအထူးသဖြင့်ခက်မီပြီးစက်တရီရှိစေတဲ့အရာများ စွန်စားခန့်ခရီးသွားအစီအစဉ်များစီးပွားရေးဆိုင်ရာအကြံဖေးဝန်ဆောင်မှုများနဲ့ခေါင်းဆောင်မှုတင်တန်းတွေဟာအမျိုးသားတွေရဲ့ကိုယ်ကိုယ်ကိုယုံကြည်မှုတို့မဟုတ်သူတို့ရဲ့လူမှုအဆင့်အတန်းကိုပိုမိုဟိမားစေမယ့်အရာတွေပါနံပါတ်9အမျိုးသမီးတွေကိုအလှအပရောင်းချင်အမျိုးသမီးတွေဟာလှပချင်းစိတ်ကိုကိုကိုကောင်းမွန်သည်ဟုခံစားချင်းစိတ်နဲ့လူမှုပတ်ဝန်းကျင်မှာဆွဲဆောင်မှုရှိချင်းစိတ်စတာတွေပြန်ပါကြပါတယ်။ဒါကြောင့်ဒီအချက်ကအလှအပရေရာ၊ကြမ်းမာရေနဲ့ဖက်ရှင်စတာကိုအဓိကထားရောင်းချတာဖြစ်ပါတယ်။ ဥပမာ အလှကောင်ပစ္စည်းများအသားရည်ထိန်သိမ်းရည်ပစ္စည်းများဖက်ရှင်အဝတ်အထည်များစံပြင်ပုံစံပင်စင်ဆိုင်ရာဝန်ဆောင်မှုများကိုခန္ဓာထိန်သိမ်းမှုဆိုင်ရာတင်ဒန်းများဥပမာယောဂပလာတစ်နဲ့အလှပြင်ဆိုင်များဟာအမျိုးသမီးရဲ့အလှအပါဆိုင်ရာလိုအပ်ကိုဖြည့်ဆည်းပြီးစီးပွားရှာတာဖြစ်ပါတယ်။သူတို့ရဲ့စိတ်ခံစားမှုကောင်းမွန်စေဖို့နဲ့ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိစေဖို့ကိုအဓိကထားရပါမယ်။နံပါတ်6လူတွေကိုစမ်းမှချင်းရောင်းခြင်း ။ကျမ်းမာခြင်းဆိုတာဘေးသူမဆိုလိုလားတောင်းတတဲ့အခြေခံအရာဖြစ်ပါတယ်။လူတွေဟာနားမကျန်းဖြစ်မှာကိုကြောက်ရွံ့ကြပြီးအသက်ရှင်ရှင်နေထိုင်လို့ကြပါတယ်။ဒါကြောင့်ဒီအချက်ကယောဂကာကွယ်ရေးကျမ်းမာရေးမြင့်တင်ရေးတက်ရှိကျမ်းမာရေးနဲ့စိတ်ကျမ်းမာရေးစတာကိုပြင်မထော်ရောင်းချကြဖြစ်ပါတယ်။ ။ဥပမာစေဝါများ၊ကျမ်းမာရေးဖြစ်ဆွဲစာများ၊အားကစားရုံများ၊ကျမ်းမာရေးဆုံးရှုံးမှုအစီအစဉ်များ၊အစအတုဆိုင်ရာအကြံပေးဝန်ဆောင်မှုများ၊စိတ်ကျမ်းမာရေးဆိုင်ရာကုထုံများနဲ့အနစ်ခမ်းများဟာလူတွေရဲ့ကျမ်းမာရေးလိုအပ်ချက်ကိုဖြစ်စီပြီးစီးပွားရေးလုပ်တာဖြစ်ပါတယ်။ဒီနေရာမှာယောဂကာကွယ်ရေးရဲ့အရေးကြီးပုံနဲ့ကျမ်းမာရေးကောင်းဖွန်ကြီးရဲ့အကျိုးကျေးဇူးတွေကိုအလေးပေးဖော်ပြသင့်ပါတယ်။